မြန်မာစစ်တပ်ကကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲကိုရှုံချကြောင်းနဲ့နိုင်ငံတကာအသိုက်အဝန်းကလည်းဒီရွေးကောက်ပွဲကိုလက်မခံကြဖို့တောင်းဆိုထားတဲ့အတုအယောင်မြန်မာရွေးကောက်ပွဲအတွက်လွတ်တော်အမတ်များရဲ့အိတ်ဖွင့်ပေးစာကိုနိုင်ငံပေါင်း၉နိုင်ငံကလွတ်တော်အမတ်163ရောက်စုပေါင်းပြီးနိုဝင်ဘာလ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီအိတ်ဖွင့်ပေးစာကိုတော့နယူးဇီလန်လေဘာပါတီကလွတ်တော်အမတ်ဖီလ်ဒရိုက်ဖော့ကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲဟာဘလို့နည်းနဲ့မှလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်သလို တရားဝင်မှုလည်းမရှိဘူးလို့ဆိုပါတယ်ဒါဟာကိုပြည်သူကိုတတ်နေတဲ့တရားမဝင်စစ်အုပ်စုအသက်ဆက်ရှင်နိုင်ရေးအတွက်ဟန်ပြလုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်ဒီရွေးကောက်ပွဲမှာစစ်မှန်တဲ့အတိုက်ခံပါတီတွေပါမနေတဲ့အပြင်ရွေးကောက်ပွဲကိုအဆင့်ခွဲကျင်းပတာကလည်းမဲလိမ်ဖို့အခွင့်အရေးပေးထားတယ်လို့ဖြစ်နေတယ်လို့ဆိုပါတယ်တနင်္ဂနွေလုံးကိုထိမ့်ချုပ်နိုင်စွာမရှိတဲ့စစ်တပ်ကတိုင်းပြည်ရဲ့သုံးပုံတစ်ပုံမှသာကျင်းပနိုင်မှာဖြစ်တယ်လို့သူတို့ကိုယ်တိုင်လိမ်လည်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအောက်မှာ ျင်းပတာဖြစ်တဲ့အတွက်ဒါဟာအတူရောင်ရုတ်ောက်ပွဲဖြစ်ပြီးတရားဝင်မှုမရှိဘူးလို့ဆိုပါတယ်ဒီအတူရောင်ရုတ်ောက်ပွဲမတန်ခင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လုပ်နေတဲ့အတွက်ရုတ်ောက်ပွဲပြီးသွားရင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမဲ့အစားအကြမ်းဖက်မှုနဲ့မတည်ငြိမ်မှုတွေပဲပိုဖြစ်လာဖို့များတယ်လို့အိတ်ဖွင့်ပေးတာမှာဖော်ပြထားပါတယ်ဒီအိတ်ဖွင့်ပေးစာမှာပါဝင်လက်မှတ်ထိုးထားကြတဲ့လွတ်တော်အမတ်163ယောက်ကတော့နယူးဇီလန်ဂျပန်ဖိလစ်ပိုင်ထိုင်းမလေးရှားဩစတြေးလျ Timor Leste Indonesia နဲ့ UK တို့ကဖြစ်ကြပြီးသူတို့သက်ဆိုင်ရာအစိုးရအသီးသီးကိုလည်းမြန်မာစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုလက်မခံကြဖို့တောင်းဆိုထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ